မန္တလေးတိုင်းဒေသကြီးပလိတ်ပန္တာချင်းမြေထေကျုပ်ဆက်ယုံမှာအလို့ရှင်နဲ့အလို့သမားအငင်းပွားမှုဟာနှစ်နဲ့ချီကြာနေပြီဖြစ်ပြီးတက်ဆိုင်ရာဌာနတွေအပါအဝင်အလို့ရှင်နဲ့အလို့သမားတွေတွဲဆုံဆွေးနွေးခဲ့ကြပေမဲ့အခုချိန်ထိပြည်လည်မှုမရသေးပါဘူးအောင်အောင်တိုင်းသတင်းပေးပို့ထားတာပါခင်ဗျာမန္တလေးတိုင်းဒေသကြီးပလိတ်ပန္တာချင်းမြေနဲ့ထေကျုပ်ကဆက်ယုံနဲ့သမှုဝန်ကြီးဌာနတို့ချုပ်ဆိုထားတဲ့မူလစာချုပ်ကိုပြန်လည်ပြုပြင်ရမှာ ခိုင်မာတဲ့ဤစီလူသမားအခွင့်ရေးစာချုပ်မရှိသေးပဲပြည်ပြင်ခဲ့တာတွေကြောင့်အလို့ရှိရင်လူသမားအချင်းပွားမှုပြဿနာတွေဖြစ်ပေါ်နေတယ်လို့ပြောပါတယ်။ဒီမှာနေစာတပိမဟုတ်တာပန်းနာစာမဟုတ်တာမဟုတ်ဘူး။စမုဒိဝန်ဌာနစာမဟုတ်တာ။စမုဒိဝန်ဌာနရဲ့စီမံခန့်ခွဲမှုညံ့နေတော့ပြီးစပြီးပြီးစလဲပြီးစားရမှာလို့စမုဒိဝန်ဌာနစာမဟုတ်တယ်။ဒါကိုစမုဒိဝန်ဌာနကကိုနေမြင်သားဆိုတာမကင်ွယ်ခဲ့ပဲနဲ့ဒီတိုင်းပြည်လက်စီလည်းပြတ်ထားခဲ့တဲ့အတွက်ကြောင့်မလို့เนาะတဖြည်းဖြည်းနဲ့ အလုတ်ရှင်နဲ့အလုတ်သမားကြားမှာလည်းနားလည်မှုတွေပြောင်းဆုံးသွားတယ်၊ယုံကြည်မှုတွေပြောင်းဆုံးတယ်၊စိတ်တနာကမထင်မမထားပဲနဲ့ပုံကြည့်ထွားလာတယ်။ပလိပနာချင်းမြင်သက်ရုံမှာအလုတ်သမားများကတော့မူလစာချုပ်ပါအလုတ်သမားခွင့်ရတွေကိုပြန်လည်ရရှိရင်းနဲ့အလုတ်ပြုတ်ခန္ဓာရသောအလုတ်သမားတွေကိုပြန်လည်ခန္ဓာပြေဖို့တောင်းဆိုခဲ့ကြပါတယ်။ကျမတို့အတွက်အမကန်ကျအပိုက်ရှင်းနဲ့ကိုးကဲ့သို့မျိုးဟာမျိုးမရရင်အပိုက်ရှင်းတဲ့ကိုယ်ကိုမိညာနဲ့ဟာမျိုးတစုံတရာမရရင်ကျမတို့ကဒီကျမတို့ရဲ့တောင်းဆိုမှုကိုမရမချင်း လက်ဆွပ်မှာမဟုတ်ပါဘူးအခုဒီပလိမ့်မှာပဲပဲစိတ်ယုံစိတ်မှာပဲထိုင်သပိတ်ကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်လူနဲ့စာချုပ်ပြည့်တဲ့ဝန်ထမ်းအဖြစ်တောင်းဆိုနေတာတွေကိုလှုပ်ရှင်နေနဲ့လက်ရဲဖို့ခက်ခဲပြီးဝန်ထမ်းတွေရဲ့စီကဲလိုက်နိုင်မှုတွေနဲ့ဆိုင်တယ်လို့ပဏာစိတ်ယုံတာဝန်ရှိသူတို့ကပြောပါတယ်ဆန်တဲ့ချင်းရအလုပ်ထုတ်ခံတာလေဒီလူနိုင်ငံကိုပြန်ခန့်နေဆိုတာပြောရင်တော့လူရွယ်လေးပဲဒါပေမဲ့အဲ့ထင်းထဲမှာရှိပါတယ်ဒီခုနပြောတဲ့ management နေအပိုင်းနေပါတယ်ဘယ်နည်းရဲ့စီကံလိုက်တော့ဘယ်လိုပါလဲ တော့ကတည်းကကုမ္ပဏီတည်းရရှင်ရက်တီကိုပိုင်းနေပါအားချစ်ပလေချီမင်းရဲ့တေချောက်ရံဆက်ယုံကို1980ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး1985ခုနှစ်ကစတင်လည်ပတ်ခဲ့တာပါပန္နာကုမ္ပဏီကို2013ခုနှစ်မလ29ရက်နေ့ကစတင်ငားရမ်းခဲ့ပြီး2013ခုနှစ်ဧပြီလ4ရက်နေ့ကစတင်လုပ်ကင်ခဲ့တာပါ ဆက်ယုံမဲကဣတိဇာချုပ်ကိုအချိန်ချင်းချိုးပေါက်ခဲ့တယ်ဆိုပြီးလူသမား600ကျော်ဟာ2014ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကစတင်ကမူလဇာချုပ်ပါအခွင့်အရေးတွေပြန်လည်ရရှိဖို့အခုချိန်ထိဆန္ဒထုတ်ပေါ်နေခဲ့ကြတာဖြစ်ပါတယ်ကျွန်တော် အောင်နိုင်ပါခင်ဗျာ